ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျစပို့အီဒူစီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့သတင်းကတော့ Man United ရဲ့ Champion League အိမ်မက်ကိုအသက်ဆက်ပေးခဲ့တဲ့ Captain Bruno တောက်ပခဲ့တဲ့နိုင်ပွဲကနေမမရရပြန်ပြောရမယ့်အချက်၆ချက်ပဲဖြစ်ပါတယ် Manchester United တင်ဟာ Real Sociedad ကိုနောက်ကနေအနိုင်လိုက်ကစားပြီးနောက် Europa League Quarter Final ဆင်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်တဲရဲနေတွေဟာဒီလိုက်ကြောင့်အစောပိုင်းမှာပနတီပေးခဲ့ရပြီးနောက်ဆိုးရွားတဲ့စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးအိုယာဇာဘယ်ကအမှားရင်းမရှိအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမန်ချက်စတာယူနိုက်တက်ဟာအချိန်ကြာကြီးဥဆောင်ခြင်းမခံခဲ့ရဘဲတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကပန်နဒီကနေတဆင့်ချေပါကိုပြန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ VS ဆိုစီတက်တင်ဟာဒုတိယပိုင်းပြန်ဆပြီး9မိနစ်ကြာမှာပဲဘရူနိုဖာနန်ဒက်ကိုနောက်ထပ်ပန်နဒီကနေဥဆောင်ကိုတွင်းဝင်ပေးခဲ့ရပြီးအရန်ဘူဒူကဒေါ်ဂူကိုနောက်ဆုံးခံစစ်သူအဖြစ်ပြည်တံကျူးလွန်ခဲ့ပြီးနောက် နီကပ်ပြသခံခဲ့ရပြီးအချိန်နှေးပုံမဆွေးရွားသွားခဲ့တာဖြစ်ပါတယ်။ဝဲကစားချိန်84မိနစ်မှာ Traore ကဒေါ်ဂူကိုပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ဆိုပြီးကွင်းလယ်တိုင်းကပယ်နယ်တီထပ်ပေးခဲ့ပေမဲ့ Manchester နောက်ခံသူကချက်ချင်းပြန်ထပြီးပယ်နယ်တီမဟုတ်ဘူးလို့ဝန်ခံခဲ့တာကြောင့် Real Sociedad တို့နောက်ထပ်ပယ်နယ်တီမပေးခဲ့ရတာဖြစ်ပါတယ်။68မိနစ်မှာ Bruno Fernandes ကဂါနာချိုရဲ့ဖန်တီးပေးပို့မှုကနေ အထွေပြည့်မြောက်စီမံသွင်းကိုသွင်းယူသွားခဲ့ပြီးနောက်ကျင်ချိန်ပေါ်မှာဒါလော့ကအလွန်ကောင်းမွန်တဲ့ကံကြက်နဲ့နောက်ထပ်ဥဆောင်ကိုထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့် Manchester United ဟာနှစ်ကြော်ပေါင်း၅ဂိုး၂ဂိုးနဲ့ Quarter Final ဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး Quarter Final ဆင့်မှာ Lyon နဲ့တွေ့ဆုံရှင်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။အိုယာဇာဘယ်ရဲ့နောက်ထပ်လှည့်စားမှုပထမအကြော်တုန်းကလိုပဲအိုယာဇာဘယ်ဟာ Penalty ကနေတဲ့ဆင့်အောင်မြင်မှုရခဲ့ပြီးအစောပိုင်း VAR ကြားဝင်မှုကနေ Penalty ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုက်ကဖျက်တင်ပေးပို့မှုကိုရှင်းထုတ်ဖို့ကြိုးပမ်းနေရမှာစပိန်ကျယ်ပွင့်ရဲ့ခြေချင်းဝက်ကိုကန်မိခဲ့တာဖြစ်ပြီးဒိုင်လူကြီးကအဲ့ဒီဖြစ်စဉ်ကိုမသိလိုက်ပေမဲ့ဘီယာကကြားဝင်ပြီးပြန်လည်သုံးသပ်ပြီးနောက်ပနတီပေးခဲ့တာဖြစ်ပါတယ်။ဘီယာရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ကောင်းမှန်ကန်ခဲ့တာဖြစ်နိုင်ပေမဲ့လည်းပြင်းထန်လွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တာဖြစ်ပြီးအိုယာဇာဘဲကအိုနာနာရဲ့စန့်ကျင်ဘက်ကိုကိုကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ပနတီမှာပြီးပြည့်စုံမှုရီယယ်ဆိုစီတက်ပနတီရသွားပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပဲ Manchester United တို့ကလည်းပန်နန်တီရရှိခဲ့ပြီးဖာနန်ဒက်ကညာတောင်မန်ကနေဖိုင်နန်စီကိုဖျက်တင်ပေးပို့ခဲ့တာဖြစ်ပါတယ်။ဒိမ့်မတ်တိုက်စစ်မှုကတစ်ချက်ထိပိတ်သွင်းယူဖို့အဆင်နဲ့ဖြစ်နေချိန်မှာ Igor Zubeldia ကလက်ချခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ပန်နန်တီကန်သွင်းရမယ့်တောင်းဝန်ကို Bruno Fernandes ကကျေပွန်ခဲ့ပြီးစိတ်အေးအေးနဲ့ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီကျော်ပွဲဟာအပတ်တိုင်း Manchester United အတွက်သူရဲကောင်းဖြစ်နေခဲ့တာဖြစ်ပြီး ရူနိုဒါမရှိခဲ့ရင်တရဲနီတွေဘယ်နေရာရောက်နေမလဲဆိုတာမစဉ်းစားဝင်ပါဘူး။တွန်းဆုံမနေခဲ့တဲ့ဖာနန်ဒက် VSOC တက်နဲ့ပွဲစဉ်မှာရူနိုဖာနန်ဒက်ကောင်းကောင်းမလုပ်နိုင်ခဲ့တာဆိုလို့အလွတ်တက်ကံဘောလောက်သာရှိခဲ့ပြီးပယ်နယ်တီကနေတစ်ဆင့်ဂိုးသွင်းရမှာမျက်စိစုံမေးယုံကြည်စိတ်ချရခဲ့ပါတယ်။ဒုတိယပိုင်းပြန်ဆပြီးမင်းတစ်ပိုင်းကြာမှာပဲဒေါ်ဂူကတန်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 ဖျက်ထုတ်ခံခဲ့ရပြီးနောက် Manchester United တို့နောက်ထပ်ပယ်နယ်တီခွင့်ပြုခံခဲ့ရပါတယ်။ဘရူနိုဖာနန်ဒက်ကနောက်ထပ်အလွန်ကြမ်းကြံလိမ့်မှာဆိုတဲ့ပယ်နယ်တီကနေ ။မကျော်ပေါင်းဥဆောင်ကိုကိုတွင်းယူသွားခဲ့ပြီးအဲ့ဒီကိုကပေါ်တူဂီဂျာဝင်းအတွက်ဒီရာသီပြိုင်ပွဲဆောင်မှာ14ကိုးမြောက်တွင်းကိုဖြစ်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးဆုံးခန်းဒီ3မိနစ်အလုံးမှာလဲဘရူနိုဖာနန်ဒက်ကဟက်ထရစ်ပြင်းမြောက်စေမဲ့ဂိုးကိုအလွန်ကောင်းမွန်တဲ့အဆုံးသက်နဲ့တွင်းယူသွားခဲ့ပြီးဒီပွဲမှာဂိုးတွင်းယူဖို့တစ်ချက်လေးမှတွတ်ဆုံမနေခဲ့ဘူးဆိုတာကိုပြသခဲ့တာဖြစ်ပါတယ်။ကိုင်းနဲ့ခဏလမ်းဝင်လျှောက်တဲ့ဆိုစီတက်ကစားသမားပန်နဒီ၃လုံးခွင့်ပြုပြီးနောက်မှာကိုင်းတဲ့တိုင်စီကနေနောက်ထပ်ပြင်းထန်တဲ့ဆုံးဖြတ်ချက်ကိုမြင်တွေ့ခဲ့ရပြီး ဇာတိရဲ့အလွန်ကောင်းမွန်တဲ့ပေးပို့မှုကြောင့် VSOC တက်ခံစစ်ဖေဖျဲဖြစ်သွားချိန်မှာဒေါ်ဂူကအခွင့်အောင်းဝင်ယူခဲ့တာဖြစ်ပါတယ်။မိနစ်90ကျော်မှလူသားဝင်လာတဲ့ဂျွန်အရန်ဘူရူကဂျားဝင်မှုကြိုးပမ်းခဲ့ပေမဲ့လည်းဒေါ်ဂူကိုပဲလှဲချသလိုဖြစ်ခဲ့တာကြောင့်ဝင်းတဲ့တိုင်ကချက်ချင်းပဲအိတ်ကက်ထဲကအနီကက်ကိုထုတ်ပြခဲ့တာဖြစ်ပါတယ်။ကိုပေါင်းတဲ့ဒေါ်ဂူတို့ဂျားမှာအလွန်ဝေးကွာနေသေးတာကြောင့်ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီးအရန်ဘူရူကတော့ကွင်းထဲမှာခဏလမ်းဝင်လျှောက်ခွင့်နဲ့ကျင်းနက်ခဲ့ရတာဖြစ်ပါတယ်။တိုက်စစ်ကောင်းမွန်မဲ့ဂိုးမရခဲ့တဲ့မန်ယူနိုက်တက်တိုက်စစ်ရီယယ်ဆိုစီတက်နဲ့ပွဲမှာမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကအများကြီးပုံမကောင်းမွန်ခဲ့တယ်ဆိုတာတန်တဲ့ဖြစ်စရာမရှိပဲဝိုင်လန်းကအရင်ပွဲတွေကထက်အများကြီးချိန်ချောင်းနိုင်စွာရှိခဲ့တယ်လို့ဇာစည်းကလည်းအရန်ကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ dash တိုက်စစ်မှုရဲ့ဘောလုံးပိတ်ဖို့ကိုလမ်းကြောင်းရှာဖွေမှုအသင်းမော်တွေနဲ့ချိတ်ဆက်ကစားနိုင်စွမ်းက အင်ရှင်တွေလုံနိုင်ခဲ့တဲ့ကောင်းမွန်မှုတွေအားလုံးအတွက်အရေးပါခဲ့တာဖြစ်ပါတယ်။မိုရင်ရဲ့အသင်းဟာတပွဲလုံးမှာဂိုးပေါက်ကန်သွင်းမှု25ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီးပျောက်ဆုံးနေတဲ့အရာဆိုလို့တိုက်စစ်မှုတွေစီကတွင်းကိုပဲရှိခဲ့တာပါ။ဝိုင်လန်းကအခွင့်အရေးများပြားကိုလွှဲချော်ခဲ့သလိုဇာစီးကလည်းသူရခဲ့တဲ့အခွင့်အရေးနှင်းငယ်ကိုအသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကမကြမီချင်းတွင်ကျင်းတေပေါက်တိုးတက်အောင်လုပ်ရမယ့်အရာဖြစ်ပြီးအမိုရင်နေနဲ့တိုက်စစ်မှုတွေစီက သွေးမျိုးတွေရရှိလာမယ်ဆိုရင်အများကြီးပိုကောင်းတဲ့အခြေအနေကိုမျှော်လင့်လို့ရမှာဖြစ်ပါတယ်။အသက်ရှိနေသေးတဲ့ရာသီဒီနိုင်ပွဲကမန်ချက်စတာယူနိုက်တက်အတွက်အပြူသဘောဆောင်တဲ့ရလဒ်ဖြစ်ခဲ့ပြီးတရဲနေတွေဟာဒီရာသီမှာဘာမှမျှော်လင့်စရာမရှိတော့ဘဲပရီးမီးယားလိဂ်နေဥရောပဝင်ဝင်ရဖို့လည်းမရှိတော့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာတော့ချန်ပီယံလိဂ်ဝင်ဝင်အတွက်လက်တွေ့ကြတဲ့မျှော်လင့်ချက်ရှိလာပြီးဖြစ်ပြီးယူရိုပါလိဖလားဟာတရဲနေတွေရဲ့ဒီရာသီအဓိကကြီးမှန်းချက်ဖြစ်လာပြီးဖြစ်ပါတယ်။ န်ချက်စတာယူနိုက်တက်အတွက်ဒီယာဒီဟာဆိုးရွားတဲ့ယာဒီဖြစ်ခဲ့ပေမဲ့ယူရိုပါလိမှာတော့ဘဝတစ်တစ်ခုကိုပိုင်ဆိုင်နေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်နီးပြရူဘင်မိုရင်က VS Sociedad နဲ့ပွဲစဉ်ဒုတိယပိုင်းနှောင်းပိုင်းမှာပယ်နယ်တီငင်းပယ်ခဲ့တဲ့ပက်ထရစ်ဒေါ်ဂူရဲ့လှုပ်ရက်ကိုတုံ့ပြန်ခဲ့ပါတယ်။ပက်ထရစ်ဒေါ်ဂူဟာဒုတိယပိုင်း84မိနစ်မှာထရာအိုရေးကြောင့်ပယ်နယ်တီအေရိယာထဲလဲကျခဲ့ပြီးဘရူနိုဖာနန်ဒက်ကပယ်နယ်တီကနေဟက်ထရစ်သွင်းနိုင်တော့မယ်လို့ထင်ခဲ့တာဖြစ်ပါတယ်။ ကွင်းလေတိုင်းကလည်းပနတီဆက်ဝိုင်းကိုချက်ချင်းညှော့ပြခဲ့ပြီးဒေါ်ဂူကပနတီမဟုတ်ဘူးလို့ပြောဆိုခဲ့တာကြောင့် VAR ပြန်ကြည့်ပြီးနောက်ဆုံးဖြတ်ချက်ကိုပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဒေါ်ဂူရဲ့ပြုမှုနဲ့ပတ်သက်ပြီး Ruben Morin ကအဲ့ဒါကအခြေအနေပေါ်မူတည်ပါတယ်။မှန်ကန်တဲ့အရာကိုလုတ်ခဲ့လို့သူ့အတွက်ကျွန်တော်ခုံယူမိပါတယ်။ဒါပေမဲ့ကိုမရှိသေးကြနေတဲ့အချိန်နားမဟုတ်ရှုံးနေနေတဲ့အချိန်ဆိုတော့ကျွန်တော်ဒီလိုမျိုးတုံ့ပြန်မလာမသိပါဘူး။သူကရန်ကောင်းတဲ့ဆွမ်းဆောင်ရည်ကိုပြသခဲ့ပြီးအဲ့ဒီနေရာမှာသူပိုင်ဆိုင်ထားတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ဆိုရင် လိမာသူကစားနိုင်တယ်ဆိုတာရှင်းပါတယ်လို့ပြောကြားခဲ့ပါတယ်။ရူဘင်မိုရင်က hatric သိမ်းနိုင်ခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်ကိုလည်းချစ်ကျူးပြောဆိုခဲ့ပြီးသူ့ရဲ့ပြည့်ပြည့်စုံတဲ့အတင်းကောင်းဆောင်ကိုစူဖလားတွေအနိုင်ရအောင်ကူညီပေးခြင်းနဲ့လို့ပြောကြားခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်ဟာကြာသပတေးနေ့ညကနောက်ထပ်ကမ္ဘာအဆင့်ဆွမ်းဆောင်ရင်းနဲ့ hatric သိမ်းယူပေးခဲ့ပြီးမန်ချက်စတာယူနိုက်တက်ကို Europa League Quarter Final အဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဘရူနိုကကျွန်တော်တို့အတင်းအတွက်ပြည့်ပြည့်စုံတဲ့အတင်းကောင်းဆောင်ပါ။ ကျွန်တော်တို့သူ့အတွက်ဆူဖလားတွေရအောင်ကူညီပေးဖို့လိုပါတယ်။ဘာလို့လဲဆိုတော့သူကဆူဖလားတွေနဲ့ထိုက်တန်လို့ပါ။ကျွန်တော်တို့လိုအပ်ချိန်တိုင်းမှာလည်းသူကအမြဲတမ်းရှိနေပေးခဲ့ပါတယ်လို့ပြောဆိုခဲ့ပါတယ်။အခုလိုမျိုးတရင်တရင်ထူးတင်ဆက်မှုတွေကိုနှိမ့်စင်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport Eduzy YouTube Channel လေးကို Like and Subscribe ပြုလုပ်ထားပေးကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။